မင်္ဂလာပါရှင်ကိသင်းတွေမီဒီယာကနေတရင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံးအင်အားထမဖြစ်တင်နိုင်တော့ရမှာစစ်တပ်စစ်ကြောင်းများကြောက်ဖြူတွင်နောက်ဆုံးနေရဆိုတဲ့တရင်းကိုတင်ဆက်ပေးပါမယ် ကျောက်ဖြူမြို့ပြင်စေမိုင်ကန်ပတ်လည်ရှိအရခတက်တော်၏ထိ ंछ ုံနေမြများကိုထိုးစစ်ဆင်နေသည့်အကျန်းဖက်စစ်တပ်စစ်ကြောင်းများသည်ပြုံတိတက်အားကိုပြန်၍မဖြည့်ချင်းနိုင်တော့ရမှပြန်လည်နောက်ဆုတ်နေရသည်ဟုတတင်းရရှိပါသည်အခုရက်ပိုင်းမှာတိုက်ပွဲတွေပြန်ပြင်းထန်လာပြီမဲ့ကျောက်ဖြူကစစ်တပ်စစ်ကြောင်းတွင်အင်အားထက်မပြည့်နိုင်တဲ့အတွက်ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတွေနောက်ပြန်ဆုတ်နေရတယ်ဟုဒေတာရင်းစီရေးတတင်းရှင်းမြစ်တို့ကပြောပါသည်အကျန်းဖက်မြန်မာစစ်တပ်ကထိုးစစ်ဆင်ရာတွင်ပါဝင်သည့်စစ်ကြောင်းများကိုအရခတက်တော်၏ကပြောက်ကြား စနစ်ဖြင့်အလေးငိုက်ကြားဖြတ်ဝင်တိုက်သလိုစနိုက်ပါများဖြင့်လည်းအမိတ်ချွေရာမှစစ်တပ်ဘက်မှအကြဆုံးများပြသည်ဟုသိရပါသည်စစ်တပ်ကအင်အားထပ်ဖြည့်တဲ့လေကြောင်းပစ်ကိုရေတပ်ပစ်ကိုတွေနဲ့အေးထင်းချုပ်ထားတဲ့ခြေရွာတွေနဲ့နေမြေတွေကိုထက်ခါထက်ခါထိုးစစ်ဆင်နေအေးကစစ်ကြောင်းဝင်လာအောင်ဟပေးတယ်ဝင်လာရင်ပိုင်တဲ့နေရာကိုရောက်တာနဲ့အေးကအပိုင်ကင်တော့စစ်ကြောင်းတွေကနေမြေလည်းမကျွမ်းမှုထိခိုက်သေးဆုံးအတုံးယုံမဲ့အကြဆုံးများတော့ထက်ပြီးအင်အားမဖြည့်နိုင်ဘူးအခုအမြဲနောက်ဆုံးနေရတယ်ဟု၎င်းကပြောပါတယ် မြေပြင်စစ်ကြောင်းများထဲမှာချောင်းဝချင်းရွာဘက်ကိုဖြန့်ကျက်ထိုးစစ်ဆင်နေသောစစ်ကြောင်းနှစ်ကြောင်းမှာအကြဆုံးများလာသောကြောင့်နောက်ပြန်ဆုတ်နေရသည်ဟုသိရပါသည်။30နှစ်ရဲတရင်ကနေတက်လာတဲ့စစ်ကြောင်းနဲ့မလာကျုံးရွာမှာထိုးတက်လာတဲ့စစ်ကြောင်းတို့ပူးပေါင်းပြီးချောင်းဝဘက်ကိုတက်တဲ့ခေါ်တူတောင်နှန်းဘက်ကနေဆိုင်ချောင်းအဲဒီကနေသူတို့လည်းချောင်းဝဘက်ကိုဥတီထိုးစစ်ဆင်နေတော့အခုတော့အေအေးရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်စစ်တပ်ကအထိနာတာများတော့အကုန်ပြန်နောက်ဆုတ်နေရတဲ့တိုက်စုံအလောင်းတွေကိုစစ်မြေပြင်ကသူတို့တဲထုတ်နေရတယ်ဟုပြောပါရယ်။ ဒဏ်ရာရစစ်သားများကိုကားများဖြင့်လေးလံဆောင်မှနေပြီးတဲယူကမြို့ရဲကိုယူဆောင်သွားရသည်ဟုသူကဆက်ပြောခဲ့ပါတယ်။၎င်းတိုက်ပွဲကိုပင်လယ်ပြင်ကနေပြီးလက်နက်ကြီးတို့ပစ်ကူပေးနေတဲ့စစ်ကောင်စီတိုက်ခိုက်ရေးနေပြီးတစည်းကိုပါအေကတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးတရင်ရှင်မြက်ကပြောပါတယ်။မနေ့ကပဲနေလေဘက်ကတိုက်ပွဲဖြစ်တဲ့နေရာတွေကိုပစ်ကူပေးနေတာအဲဒီကနေဗီကအခြေရာတွေကိုလည်းလန့်ပစ်တယ်အခုတော့အေကလက်နက်ကြီးနဲ့လှမ်းပစ်ထားတယ်ဟုပြောပါတယ်။ ကျောက်ပြူမန်းအောင်ရေလန်းစင်ကြောင်းပတ်ဝန်းကျင်မှာပင်လယ်ပြင်မှာရှိနေတဲ့နေပြည်ကိုလည်းအေကပြစ်ခတ်ခဲ့ရာရှက်ထိသွားခဲ့ပြီးနေပြည်မှာမောင်းပြေးသွားသည်ဟုမျက်မြင်ဒေတာကန်ကပြောပါရယ်ပင်လယ်ပြင်မှာနေပြည်ပြစ်ကိုအပါဝင်စစ်တော်လီလန်းစုံရဲတရင်32တို့ကလည်းလက်နက်ကြီးနဲ့ drone ပြစ်ကိုပေးမှုများရှိခဲ့တော်လဲရခုရပိုင်းတော်တွင်၎င်းနေပြည်နဲ့လက်နက်ကြီးပြစ်ကိုပေးနေသည့်နေရာများကိုအရခတတော်ကလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်သည့်အဖြစ်အကြမ်းဖက်စစ်တပ်တွေအထူးကအကြမ်းဆုံးများရှိနေတယ်လို့သိရပါရယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ထောင်လိုင်းရေးတပ်တွေရဲ့မန္တလေးထိုးစစ်အိမ်မက်နဲ့လောင်ရှိုးမန္တလေးဒီတောင်စုလမ်းမကြီးရဲ့ဆက်သိန်းကန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့အော်တိုဘာလ18ရက်မှာတန်အန်တမရော PSL နဲ့ TNL ထိန်းချုပ်ထားတဲ့သီဘောမျိုးကိုစစ်ကောင်စီလောက်ပြန်ရောက်သွားတာကြောင့်လောင်ရှိုးမန္တလေးပြည်ထောင်စုလမ်းမကြီးဟာစစ်ကောင်စီထိန်းချုပ်မှုအောက်ပြန်ရောက်သွားခဲ့ရပါတယ်။ညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့တစ်တုံညာနဲ့ခွန်စစ်စင်ရေးတွင်လောင်ရှိုးမန္တလေးပြည်ထောင်စုလမ်းမကြီးဘော်ကပြည်ဦးလွေမျိုးကလွှဲရင်လောင်ရှိုးကိုကိုကန့်တက်သီဘောကြောင့်မင်းနဲ့နောင်ချိုးမျိုးတွေကိုတန်အန်တက်ကထိန်းချုပ်ထားခဲ့ပါတယ်။ဒါပေမဲ့ကိုကန့်တက်ထိန်းချုပ်ထားတဲ့လောင်ရှိုးမျိုးကိုတရုတ်နိုင်ငံရဲ့ဂျာဝင်မှု ကြောင့်စစ်ကောင်စီကပြန်ထိန်ချုပ်ပြီး MNDA နဲ့အပြင်းရက်ခဲ့ပြီးနောက် TNL ကိုဥတီတိုက်ခိုက်လာခဲ့ပါတယ်။ဇူလိုင်လထဲမှာနောင်ချိုအောက်တိုဘာလထဲမှာကြောင်မဲနဲ့တီဘောမျိုးတွေထိစစ်ကောင်စီရဲ့ထိုးစစ်တွေရောက်လာပြီးနောင်ချိုမူစေပြည်တော်စုလမ်းမကြီးလက်လွတ်ရတဲ့အထိစစ်ကောင်စီကထိုးစစ်ဆင်ခဲ့ပါတယ်။တန်းတက်ကထိန်းချုပ်နယ်မြေတွေကိုလက်လွတ်နေရတာဟာ TNL အဖွဲ့အစည်းအတွက်တည်ရောက်မှုမဟုတ်ဘဲဒေါ်လာရေးတစုံလုံးအတွက်ကြီးမားတဲ့တည်ရောက်မှုတစ်ခုဖြစ်ပါတယ်။ TNL ဘာကြောင့်မျိုးတွေလက်လွတ်နေရတာလဲ တိတုံညာနှခွန်စစ်စင်ရေးဟာပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစပြီးတိုက်ပွဲတွေရပ်ဖို့တရုတ်ရဲ့ဖိအားကြောင့်ထိုးစစ်တွေရပ်တန့်ခဲ့ရသလို2025ခုနှစ် AB 22ရက်မှာကိုကန်ချက်က၎င်းတို့ထိန်းချုပ်ထားတဲ့လောက်ရှိုးမျိုးကိုစစ်ကောင်စီတန်းပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။အဲဒီနောက်စစ်ကောင်စီတန်းဟာတန်းတက်ထိန်းချုပ်ထားတဲ့ဒေသတွေကိုဥတီထိုးစစ်ဆင်လာခဲ့ပြီးရှမ်းမြောက်မှာစစ်ကောင်စီထိုးစစ်ကို TNL တပ်ဖွဲ့တွေရင်ဆိုင်ခဲ့ရပါတယ်။နောက်ချိုမျိုးကိုစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်ခြင်းတန်းတက်ဘက်က 6လကျော်ကြာအခုကန်စင်လုံနိုင်ခဲ့ပေမယ့်ကြောင်မဲနဲ့ဒီဘောမျိုးနယ်မှာတော့လပိုင်းအတွင်းမှာပဲစစ်ကောင်စီတန်းလက်လွတ်ခဲ့ရပါတယ်။ဒါဟာတန်းအန်တိုင်ရဲ့မဟာမိတ်ဖြစ်တဲ့ UWSC ကစီရေးအကူအညီမပေးတော့တာတန်းတက်ဘော်လူလူထောက်ခံမှုအားနေတာရှမ်းမြောက်မှာစစ်ကောင်စီထိုးစစ်ကို TNL တဖွဲ့တွေကုကန်နေရတာဂျန်ဒီသားတွေမှာစစ်ကောင်စီကိုပြန်ချင်းချောက်နိုင်တဲ့ကြီးမားတဲ့ထိုးစစ်တွေမလုံနိုင်တာကြောင့်ဖြစ်ပါတယ်။ တစ်တုံများနေ့ကိုစစ်စေးရေးစတင်ပြီးနောက်ရှမ်းမြောက်ရှိဒေါ်လာရေးအင်အားစုတွေကြောင့်နေမြေအငင်းပွားမှုတွေကြောင့်ပူပါပါဝင်မှုအားနေတာတွေပါဝင်တယ်လို့တိုက်ပွဲချိန်ကြာလာတာနဲ့အမျှ TNL တပ်ဖွဲ့ဝင်တွေစစ်ပန်းလာတာတွေပါဝင်ပါတယ်ဒါအပြင်စစ်ကောင်စီတပ်ဘက်ကစစ်မှုမထမ်းမနေရဥပဒေကနေအတင်းစုဆောင်ထားတဲ့တပ်သားအစ်တွေကြောင့်စစ်ရေးရပုံများလာပြီးအစင်းမြင့်တဲ့ drone နည်းပညာတွေကိုလည်းပို့သုံးလာနိုင်ခဲ့ပါတယ်ဒီချက်တွေဟာစစ်ကောင်စီအတွက်အားသာချက်ဖြစ်စေခဲ့ပြီး TNL ထိန်းချုပ်ဒေသတွေကိုထိုးဖောက်ဝင်ရောက်လာ နိုင်တဲ့အချက်တွေလို့သုံးသပ်ရပါတယ်။ရှမ်းမြောက်ကစစ်ကောင်စီရဲ့ထိုးစစ်ကို SSPB ကူညီတာတွေရှိနေသလား။ကြောင်မင်းနဲ့တီဘောမျိုးနယ်တိုက်ပွဲမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPB ကစစ်ကောင်စီကိုကူညီပေးခဲ့တာတွေရှိနေတယ်လို့ PSN နဲ့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကပြောပါတယ်။ကြောင်မင်းနဲ့တီဘောမျိုးမှာ SSPB ကစစ်ကောင်စီကိုနေမြေလန်းချောင်းရောက်ကူညီတာတွေရှိနေပြီးတအန်းတက်ကရေရှိကုကံဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။ ဒါအပြင် TNL အနေနဲ့စစ်ကောင်စီကိုတိုက်ထုတ်ဖို့အားလုံးနဲ့ပူးပေါင်းလိုပေမဲ့ပူးပေါင်းပါဝင်မှုအားနည်းတာတွေရှိနေတယ်လို့လွေရီဦးကပြောပါတယ် SSBB ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးဆိုင်ပုံဟန်ကတော့စစ်ကောင်စီကို SSBB ကစီရေးကူညီပေးတာမရှိဘူးလို့တုံ့ပြန်ထားပါတယ် SSPB ကစစ်ကောင်စီကိုကူညီပေးတာမရှိဘူးလို့ပြောနေပေမယ့်မြေပြင်မှာတော့စစ်ကောင်စီကို SSPB ကမြေပြင်လမ်းကြောင်းအရကူညီပေးခဲ့တာတွေ့ခဲ့ရပါတယ်။စစ်ကောင်စီကကြောင်မဲမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ချိန်နောက်ချိုကနေကုတ်တွင်ချောင်းကနေတဆင် SSPB ထိန်းချုပ်ထားတဲ့ထန်းတပင်နောက်ပိန်ကျေးရွာကနေတဆင်ထိုးစစ်ဆင်တိုက်လာတာဖြစ်ပါတယ်။ SSPB ထိန်းချုပ်ထားတဲ့နောက်ပိန်ကျေးရွာတွေကိုတခြားဒေါ်လာရေးတပ်တွေအနေနဲ့စစ်ယူနီဖောင်းဝတ်ပြီးဖျက်ဆီးသွားလောက်ကင်းကို SSPB ကကန့်သတ်ထားပါတယ်။ ဒါအပြင်စစ်ကောင်စီကအဲ့ဒီလမ်းကြောင်းကနေထိုးစစ်ဆင်လာချိန် SSPB နဲ့ဘလို့သဘောတူညီချက်တွေရှိခဲ့တယ်လဲဆိုတာမသိရပါဘူးစစ်ကောင်စီတပ်ဘက်ကလည်းကြောင်မဲမြို့ကိုပြန်ထိန်ချုပ်ကြောင်းထုတ်ပြန်ချက်အတွင်မှာလည်းနောင်ချိုကနေကုတ်တွင်းချောင်းကိုဖျက်ပြီးနောင်ပိန်ကနေထိုးစစ်ဆင်လာတာကိုဖော်ပြထားတာကိုတွေ့ရပါတယ် စစ်ကောင်စီရဲ့ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးလာစေကလည်းနောက်ချိုကြောင့်မင်းနဲ့ဒီပေါ်မှာ SSPP ကစစ်ကောင်စီကိုကူညီပေးတာရှိကြောင်း၎င်းရဲ့တတော်မှာအောက်တိုဘာ16ရက်ကတင်ထားတာတွေ့ရပါတယ်။နောက်ချိုကိုစစ်ကောင်စီပြန်ရပြီးနောက်နောက်ချိုကြောင့်မင်းလမ်းမော်ရှိဂုတ်တင်လမ်းပိုင်းမှာ TNL ကခန့်စစ်ခိုင်မာပြုတ်လုထားတဲ့စစ်ကောင်စီက SSPP ရဲ့နေမြေကကြောင့်မင်းဘက်ကိုအလွဲတကူထိုးပေါက်ဝေရောက်နိုင်တာကိုတွေ့ရပါတယ်။လူလူကိုစီယုံဖို့စစ်ကောင်စီတုံးတဲ့နေပြူဟာ ကျောင်းမေတီဘောနဲ့နောင်ချုံမျိုးတွေကိုတန်းအတက်ထိန်းချုပ်ထားခြင်းစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်လူမှုဝန်ဆောင်မှုဖြစ်တဲ့ပညာရေးကျန်းမာရေးတွေကိုကောင်းကောင်းမလုပ်ပေးနိုင်ခဲ့ပါဘူး။ဒါပြင်ကျောင်းမေတီဘောနဲ့နောင်ချုံမျိုးနယ်တွေမှာတန်းလူမျိုးတွေအနည်းဆုံးသာရှိတာကြောင့်တိုင်းသားလူမျိုးစုကြားစစ်ကောင်စီကသွေးခွဲနည်းပြူအကိုကျင့်သုံးခဲ့ပြီးလူမျိုးစုကြားသွေးခွဲခဲ့ပါတယ်။ဒါဟာ GNL ပေါ်လူမှုဘက်ကအားပေးထောက်ခံမှုကြဆင်းစေတဲ့အချက်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီမျိုးတွေကိုစစ်ကောင်စီပြန်ရပြီးနောက်ပိုင်းမှာပညာရေးကျန်းမာရေးလုံ ငန်းတွေကိုစစ်ကောင်စီကအရင်လုပ်ပေးတာတွေ့ရပြီးလူမှုတွေကိုစီယုံခဲ့ပါတယ်။ဒါအပြင်အဲ့ဒီမျိုးတွေမှာ၎င်းတို့လုပ်ပေးတဲ့ကျန်းမာရေးပညာရေးလုပ်ငန်းတွေကိုစစ်ကောင်စီဝါရဖြင့်မီဒီယာတွေမှာအခြေတဝန်ဖော်ပြနေတာကိုတွေ့ရပါတယ်။တရုတ်မြန်မာကုန်သွယ်ပြန်ဆလာနိုင်တဲ့လမ်းကြောင်း စစ်ကောင်စီဘက်ကတီဘောမြို့ကိုပြန်ရသွားပြီးနောက်စစ်ကောင်စီဘက်ကလောက်ရှိုးမန္တလေးလမ်းကိုပြန်ဖွင့်ပေးခဲ့ပြီးဖြတ်တန်းသွားလာခွင့်နေပေးခဲ့ပါတယ်။လက်ရှိနေထားမှာမူဆေမန္တလေးလမ်းချောင်းပေါ်မှာတိုက်ပွဲမရှိတော့ဘဲဖြတ်တန်းသွားလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ဟာတရုတ်မြန်မာနေဆက်ကုံသွေးပြန်ဆဖို့အတွက်မူဆေ105မိုင်ကုံသွေးထက်ကိုကန့်တက်ထိန်းချုပ်ထားတဲ့ချင်းရွှေော်လမ်းချောင်းကနေတဆင်ပိုလုံလာမယ့်အခြေအနေဖြစ်ပါတယ်။ချင်းရွှေော်နေဆက်လမ်းချောင်းဟာကိုကန့်တက်တပ်ဖွဲ့တွေသာစစ်ကောင်စီညှိနှိုင်းရမယ့်လမ်းချောင်းဖြစ်ပြီးကိုကန့်တက် ်နဲ့လည်းအပြည့်ရထားပါတယ်ဒေါ်လာရေးတက်တွေရဲ့မန္တလေးထိုးစေးအိမ်မက် တိတုံညာနေခုံစစ်စင်ရေးအရှိန်ရနေချင်း TNL ရဲ့ထိုးစစ်ဟာရှမ်းမြောင်းနဲ့ရှမ်းတောင်အဆက်နောင်ချုံမြို့နယ်တောင်ခမ်းနေတီတက်ဖြန့်ထားနိုင်ခဲ့တယ်လို့နောင်ချိုပြင်းလွင်ပြည်တော်စုလမ်းမကြီးပေါ်ရှိအုံမတီကျေးရွာထိထိန်ချုပ်နိုင်ခဲ့ပါတယ်။ဒါဟာ TNL နဲ့ဒူတိုက်ပွဲဝင်နေတဲ့ဒနုပြည်သူလွမြောက်ရေးတပ်တော် DPL အတွက်ရှမ်းတောင်ကိုထိုးစစ်ဆင်မှုခြေလမ်းဖြစ်တယ်လို့မန္တလေးကိုထိုးစစ်ဆင်မှုတော်လိုင်းရေးတပ်တွေအတွက်အခွင့်အလမ်းဖြစ်ခဲ့ပါတယ်။လက်ရှိမှာလောင်ချိုမန္တလေးပြည်တော်စုလမ်းမကြီးဟာစစ်ကောင်စီထိန်ချုပ်မှုကပြန်ရောက်သွားတာကြောင့်တော်လိုင်းရေးတပ်တွေရဲ့ မန္တလေးထိုးစစ်အခြေတခုထပ်ယူရအောင်မှာဖြစ်ပါတယ်